င်းတော့ကဒီတက်ဖို့ရားထုတ်တယ်ဆိုလဲအဒီကနေ့ကြရင်လဲဒါအာယုန်ကြီးပဲကြုံပါဒီကနေ့ဗာမင်းနဲ့ညာမင်းနဲ့ဆိုတာကလည်းအသွေးအာရုံနေနဲ့ပဲကျောင်းအမှ ီကံဒီဘေးကငိုကြွေးတယ်။အော်ဟစ်တယ်ဆိုရင်လည်းအတန်အာယုန်နေနဲ့ပဲကြုံရမှာ။အာယုန်ဒီကြုံတိုင်းကြုံတိုင်းမှာပေါ့ဦးဇင်းတို့ကအာယုန်နေနဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်သိအောင်ပေါ့ဒီထားအောင်အကျိုးစားကြည့်ကြရအောင်။အာယုန်နေနဲ့ပတ်သက်ပြီးတော့မှန်တိုင်းသိအောင်ဒီထားမိအောင်ကြီးကျင်တာဝိတရားအထုတ်တယ်လို့ခေါ်တယ်။အာယုန်ကိုတိမကန်ကြီး လွတ်ဤတန်နေရာပေါ့အာယုန်ရပတ်တပြီးတော့ဒီလိုဟာအမှန်တိုင်းမသိဘူးပေါ့အမှန်တိုင်းမသိတော့ကန့်ကြည့်တယ်ဆွဲလန်းတယ်လောဘဒေါသတွေနဲ့အာထုတ်တယ်ပေါ့တုံ့ပြန်တယ်ပေါ့ဒီကမှာလောဘဒေါသရဲ့အကျိုးဆက်နေနေပေါ့ဒုက္ခသစ္စာတွေခန္ဓာဒုက္ခတွေဖြစ်ကြရတာ ဘုရားတုတ်ကျေဆိုတာအာယုန်နေနဲ့၄ချက်နာအာယုန်နေကိုသတိထားပြီးတော့ပေါ့ဒီအာယုန်နေနဲ့ပတ်သက်ပြီးတော့အမှန်တိုင်းသိအောင်၄ချက်ရတာအဘမကကျုပ်ဆရာတော်ကြီးဟောထားတဲ့တရားတို့ရှိတယ်အာယုန်များနှင့်စိတ်ကို၄ချက်ခြင်းဆိုပြီးတော့အခုဦးဇင်းတို့ကအာယုန်ဒီပေါ်မှာပေါ့ခံစားနေတာပေါ့ကျုပ်စိန်စကားလေးတစ်ခွန်းပြောလိုက်တာအဆပေါ့ ီမွန်တန်လေးပြောနိုင်ရင်နဝန်တာပြီးတော့ခံစားနေတာပေါ့။အဲရတဲ့လေးကြားရရင်ဝန်နေပြီးတော့ခံစားနေတာ။ခံစားရတာကဝေဒနာပေါ့။ဆွေးနွေးတာကဥပါဒံပေါ့။ဒီအယုန်ငယ်ပေါ်မှာကြိုက်ချင်းနေမကြိုက်ချင်းနေပေါ့။ဖြစ်တာကတဏှာပေါ့။ခံစားချက်ဒီပေါ်မှာပေါ့။ဒီနော် အခန္ဓာကျက်ပဲဒီကေကိုအနှစ်တရားပဲလို့ဟုတ်ဖြစ်နေတာပေါ့ဒီကခန္ဓာကျက်ရတဲ့အာယုန်ရဲ့ဓာရတိုက်တုံးမှာခဏပေါ်ပြီးတော့ခဏပြောက်သွားတာခဏပေါ်ပြီးတော့ပျက်စီးသွားတာအနှစ်တရားအနေနဲ့ငါးဟာအနေနဲ့ခန္ဓာကျက်တည်ဆိုတာလည်းရှိမနေဘူးအဲ့မဲ့ဦးဇင်းတို့ကခန္ဓာကျက်ကိုလည်းအနန္တဘာဝအနေနဲ့ပေါ့။နန္တဘာဝဆိုတာကလည်းစိတ်တဘာဝ အမျိုးပဲပေါ့ခံစားချက်တွေကြတယ်အခိုင်အမာသဘောအနေနဲ့ရှိနေတာမဟုတ်ဘူးအာယုန်နဲ့ဒါရတိုက်မယ်အကြောင်းတိုက်ဆိုင်မယ်ဆိုရင်ခံစားချက်တွေရတယ်သူသဘောတူဆောင်ပြီးတော့ပေါ်လာတယ်ပြီးရင်ချုပ်ပြောက်သွားတာဒီခံစားချက်တွေကအနှစ်သာရအနေနဲ့ပေါ့တနည်းအားမှာအဖတ်တင်နေတာမျိုးမရှိဘူးအဲ့ဒီဥစဉ်ကခံစားချက်ဒီပေါ်မှာပေါ့ ောင်းနေခြင်းရင်လောဘနဲ့ကြီးကျယ်တာပေါ့ခန္ဓာချက်တွေမကောင်းမှုဆိုရင်ဒီခန္ဓာချက်တွေကိုလည်းမြန်မောင်းထုတ်ခြင်းနဲ့ဒေါသတွေဖြစ်ကြရတာအရိယာတုတ္တေဆိုတာခန္ဓာခန္ဓာကျက်တည်းပဲဖြစ်ဖြစ်ပေါ့ခန္ဓာကျက်ဆိုတာလည်းဒီအာယုန်တွေပေါ်မှာအတိမမှန်လို့ဖြစ်ရတာသူကခန္ဓာကျက်ဘာကြောင့်ဖြစ်ရတာလဲဆိုတော့သူကစကားတန်ပေါ့အတန်တစ်ခုကြားရင်လည်းဖြစ်ဖြစ်ပေါ့ ရင်ကွင်းတခုမြင်ရရင်လည်းဖြစ်ဖြစ်ပေါ့အနန္တကုရရင်လည်းဖြစ်ဖြစ်ပေါ့ဦးဇင်းတို့ကခံစားချက်တွေဖြစ်ကြအဲ့တော့အမြင်အာယုံအစင်းအာယုံပေါ့အတန်အာယုံအကြာအာယုံပေါ့အနံ့အာယုံပေါ့ရတာအာယုံပေါ့အတွေ့အထိအာယုံပေါ့စဉ်းစားတယ်တွေးတယ်ဆိုတော့ကြံတွေးစရာအာယုံပေါ့ ီအာယုံ၆ပါးနဲ့ပတ်သက်ပြီးတော့ဥစဉ်တို့ဟာအမှန်တိုင်းမတည်ဘူးဆိုရင်ခံစားချက်တွေဖြစ်တယ်။လောဘဇောဒေါသဇောမောဟဇောတွေဖြစ်ကြတယ်အာယုန်ဤကြုံတိုင်းကြုံတိုင်းမှာလောဘဇောတိဒေါသဇောတိမောဟဇောတိနဲ့တုံ့ပြန်နေမှုအစားပေါ့။ဒီနေ့ကဝင်လေကြွလေရစပြီးတော့ပေါ့။ဒီသားနေတယ် ဝင်တိုင်းတိခတိုင်းတိဝင်တိုင်းတိခတိုင်းတိဒီအောင်လုပ်နေတယ်ဆိုတာကဒီဝင်နေကြွက်နေဆိုတဲ့အတွင်းအထိအာယုံနဲ့ပတ်သက်ပြီးတော့ပေါ့ဒီဝင်နေကြွက်နေဆိုတဲ့အာယုံကိုအတုံးချပြီးတော့ဦးလင်းတို့ဟာဗတိဉာဏ်ပညာဖြစ်အောင်ဗတိနဲ့ဉာဏ်ပညာဖြစ်အောင်လေ့ကျင့်နေဓမ္မတော်ဝင်နေကြွက်နေအာယုံကိုအကြောင်းပြုပြီးတော့ဗတိဉာဏ်ပညာဖြစ်အောင်လေ့ကျင့်မယ်နောက်ပိုင်းကျရင်တော့အမြင်အာယုံအကြားအာယုံပေါ့ ဆင်းအာယုံအတန်အာယုံပေါ့အတူအာယုံပေါ့ဒီအာယုံ6ပါးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဟာတတိနဲ့ဉာဏ်ပညာဖြစ်အောင်ကြိုးစားမယ်။ဒီအာယုံမဲကြုံကြုံတတိနဲ့ဉာဏ်ပညာနဲ့တုံ့ပြန်တတ်အောင်တတိနဲ့ဉာဏ်ပညာနဲ့လှုပ်ဆောင်တတ်အောင်ကြိုးစားမှာ။ဒီအာမထုတ်ဘူးဆိုရင်ဦးဇင်းတို့ဟာအာယုံဒီပေါ်မှာလောဘဇောဒေါသဇောတွေနဲ့ပဲတုံ့ပြန်ကြတာ။ဒီအာထုတ်ကြစရာက ီဘယ်အယုံလဲကြုံကြုံဒီအယုံဒီပေါ်မှာတတိယပညာဖြစ်အောင်လေ့ကျင့်ထားမယ်ဆိုရင်ဒီအမြင်အယုံကြားအယုံအတွေ့အယုံတွေနဲ့ပတ်သက်ပြီးတော့ပေါ့ခံစားချက်အယုံတွေနဲ့ပဲပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့ဒီလိုတော့တတိယပညာနဲ့ပဲအားထုတ်တော့တယ်တတိယပညာနဲ့ပဲတုံ့ပြန်တော့မယ်ဒီနော် ဒီတတိဉာဏ်ပညာနဲ့ပေါ့အိစားတွေကိုမဆောင်ရက်တတ်ဘူးပေါ့မတုံ့ပြန်တတ်ဘူးအာယုန်တခုကြုံတာလည်းပြည့်ပြည့်ပေါ့အိစာတခုကြုံရင်ဥစဉ်တော့ဟာဒီကိစ္စကောင်းတယ်လို့ထင်ရင်ဒါလောဘဇောတွေနဲ့ပေါ့တွေတာမှုတွေနဲ့ပဲတုံ့ပြန်တာပေါ့တွေတာမှုတွေနဲ့ပဲပြည့်ချင်ရခြင်းစိတ်တွေနဲ့ပဲတုံ့ပြန်တာ အာယုန်နဲ့ကြုံတွေ့လာတဲ့အခါမှာမကောင်းဘူးလို့ထင်ရင်တော့ဒေါရဇောရီနဲ့မကျေနပ်တဲ့စိတ်တွေနဲ့ဒါတုံ့ပြန်တာပေါ့အဲ့ဒါကဦးဇင်းတို့ဘဝကိုပူလောင်ဆင်းရဲနေတာပဲပေါ့အကြိုက်တယ်ကောင်းတယ်ကြိုက်စရာကောင်းတရားလို့ထင်ရင်ဦးသားဦးဇင်းတို့ဟာလောဘဇောရီနဲ့တုံ့ပြန်တယ်ကျေနပ်စရာလို့ထင်ရင်ဒေါရဇောနဲ့တုံ့ပြန်တယ်အဲ့တော့ဦးဇင်းတို့ကလောဘဇောဒေါရဇောဆိုတဲ့ ကြီးလေတာပေါ့သမုဒိယသစ္စာပေါ့ဒါရင်လည်းတုံ့ပြန်တတ်မလွတ်လပ်ဘူးဘဝသောဒေါသသောမပါဘဲနဲ့မဆုံးပြန်တတ်ဘူးမဆောင်ရက်တတ်ဘူးအလောဘသောဒေါသသောတွေနဲ့လုံဆောင်တာကိုသမုဒိယသစ္စာလို့ခေါ်တယ်ရင်းမြေပညာနဲ့လှုပ်ဆောင်တာတော့မေဃသစ္စာလို့ခေါ်တယ် မေဃတစ္ဆာဆိုတာကစိဉ္ဇဒုက္ခတွေကနေလွတ်စီမဲ့လမ်းပေါ့။ဘုဒ္ဓယာတစ္ဆာကတော့စိဉ္ဇဒုက္ခပြစ်စီမဲ့လမ်းပေါ့။အဲဘုဒ္ဓယာလမ်းနဲ့မေဃလမ်းပေါ့။ဒီအားမထုတ်ဘူးဆိုရင်တော့အရှင်တို့ကဘုဒ္ဓယာတစ္ဆာလမ်းကိုပဲခြောက်လမ်းကြတာ။ဘုဒ္ဓယာတစ္ဆာဆိုတာစိဉ္ဇဒုက္ခတွေဖြစ်မဲ့လမ်းပေါ့။ ။ငယ်ကသစ္စာကတော့ရှင်ရဲ့ဒုက္ခရဟန်းဒီလွတ်မြောက်မယ်လမ်း။